ပွဲမှာခံမရတဲ့စိတ်ကူးနဲ့နည်းနည်းလေးအုံနောက်နေနေစဉ်းစားရင်းမှာကိုလိုအပ်တာတွေပြန်ဖြည့်ရတယ်နော်ဟိုပြည့်စုံနေတော့မဟုတ်ဘူးကျွန်တော်လည်းဟိုဖြည့်နေရတော့ ွှဲမြင်မှုကပိုလိုတယ်လေအင်းတင်းဝက်ပိုလိုတယ်တင်းဝက်လည်းလိုတယ်ပြီးတော့ကျွန်တော်တို့တူးချင်းစွန့်ရင်လည်းလိုတယ်တူးချင်းစွန့်ရင်ရှိမှဟိုပြန်ဝဲခါလည်းအဆင်ပြေရအောင်ကျွန်တော်ကပြည့်စုံနေပြုတာမဟုတ်ကျွန်တော်လည်းအများတန်းကျွန်တော်ကိုယ့်ကိုခံပြုတာရှိတယ်အမင်းတနေ့ကိုယ့်ကိုပြည့်စုံသွားတဲ့နေရာကြာရှုံးနေနေပဲအများတန်းဒါချောင်းလုံးတွေးနေရထက်နေတာအဲ့ဒါမှလည်းအဆင်ပြေဘူးဦးရင်လည်းလုံနေတော့မယ်ဦးရင်လည်းဘလောက်ပြန်ပြန်ထွေနေရတော့အပြည့်မခံ မြဲတမ်း train နေကိုကိုရန်ကုန်တိုင်းတော်လဲပို့ပြီးအားထားလူတယောက်ဖြစ်ချင်တယ်အဲ့မှာအဲ့လိုမျိုးပေါ့ကျွန်တော်တို့အပြင်ပွဲတွေခတ်ဖို့အတွက်ခြေပြောင်တစ်ခါကျင့်ရအဲ့လိုမျိုးနှစ်ခါကျင့်ရခန့်နိုင်တွေ့ယူကျင်သေးတယ်ကိုကအမှတ်တရဆိုတံမိုးထားစရာဒါပဲရှိရတယ်အဲ့မှာဟိုရားတဲ့လောက်ယူသွားကျင်တယ်ကျွန်တော်ခန့်နိုင်ကြတော့ပေါ့ဗျာဟို40လည်းဖြစ်နိုင်တယ် 40ကျော်50လဲ50ကျော်လဲဖြစ်နိုင်တာပုံမှန်ကျွန်တော်ရေးရ24 25တော့ရှိတယ်25ခုတော့တငယ်ချင်းတွေနဲ့ရတဲ့စုတွေရှိတိုင်းလည်းရှိတယောက်ချင်းဟိုပါပေါ့တင်လိုက်ရတဲ့စုကတော့စုစိတ်ကတော့24ခု25ခုတော့ရှိတယ်ကျွန်တော်စောက်သုံးခတ်တဲ့ဘုရားចောင်းသားဘွယ်ចောင်းသားဘွယ်ကျွန်တော်2017လောက်မှာ စုတွေစရတာတပွဲရင်တပွဲရင်ခိုင်ခိုင်နဲ့ဒီလိုရလာတာပေါ့စုရတာ များလာတာပေါ့။အားလုံးရဲစုကကျွန်တော်တို့ចောင်းသားပြန်ပွဲ။ဟိုဟာတတိယတတိယစုရ။တတိယစု။အဲ့စုရ။အဲ့အဲ့အဲ့ဆာပြီးတော့ပဲကျွန်တော်တို့ဟိုဟာတပင်းပြန်ပွဲကလပ်ပွဲတွေကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြောက်စိမ်းဖျားပွဲတို့ Oridu ပွဲတို့ငငယ်တော့ခက်ခဲတဲ့ဟာလေး။မရခဲ့တဲ့ပွဲလည်းရှိရပါတော့။ဒီကိတော့ကျွန်တော်တို့တရုတ်ပြ2023မှာကျွန်တော်တို့တရုတ်ပြခါရတော့ငွေလေးရှိကျွန်တော်တို့ငွေချင်းတွေပေါ့။ကျွန်တော်တတဆချင်းဝင်နေပြီးတော့ကျွန်တော်ဆရာတွေကစုပြီးတော့ အတွေ့အကြုံလည်းရအောင်ကလေးတွေ့အကြုံရအောင်ဆိုပြီးကျွန်တော်တငယ်ချင်းတွေအတရုတ်ပြသွားခကြတရုတ်ပြအဲ့အဲ့ဖွင့်ပွဲအဲ့ဖွင့်ပွဲမှာဖွင့်ပွဲမှာဖွင့်ပွဲမှာဒုံးမြမှာချင်းလုံးဆိုပြီးတော့ကျွန်တော်စပြီးတော့ဟောဖြစ်တာစပြီးရဖြစ်တာအဲ့ချိန်မှာဟိုစုရရနေတာစုရရဒါတရုတ်ပြဆိုတော့စုမရဘူးဗောနော်ဟိုဟွာဗောတိုင်းပဲအလှပြတဲ့သဘောပေါ့ကိုဟိုရိုးရတစ်ခုနေတယ်သူထဲ့သွင်းတာဗောစင်မှာထဲ့သွင်းပြီးတော့လောက်တာတလာခွဲလောက်တော့ကန့်ဝင်လိုက်ရတယ်တော့အဲ့ကဖြစ်တော့ဟွာဗော ဒီကျွန်တော်တို့ဒီရက်ွက်ထဲမှာကြောက်တော်ကြီးဖျားရှိရေလေဟုတ်ကြောက်တော်ကြီးဂျုံအရှိဂျုံမှာကြောက်တော်ကြီးဖျားရှိရောဖျားဝဲရှိတဘူတဘူတွေဟုတ်တဘူတွေဖျားဝဲရှိရောအတန်းအဒီရနဲ့အိမ်ကကြားနေရတယ်ကြားနေကွက်ကလူးကလူးငယ်ကလေးလဲဖြစ်တယ်ဆိုဟိုဘွားဆော့ဒီဟာဆော့ပွဲစည်းလဲရှိရနဲ့သွားပြီးရောအမှန်သွားပြီးရောအတန်းကြားသွားကြည့်မိတာဟုတ်သွားကြည့်မိနဲ့အမှန်ချင်းခက်လာတွေ့ရင်တွေ့ရင်နဲ့အာဝမ်းနာပါတယ်လို့ခက်လာလဲဦးလေးတွေရောအကူတွေရောခက်နေကြတာဆိုဟိုသဘောကျတယ်ပေါ့ အာနဲ့အဲ့ຫນွေရည်တင်တန်းကြတော့အဲ့ချင်းကຫນွေရည်တင်တန်းကြတော့ဖွင့်တယ်လေ။ဖွင့်တော့အဲ့ဒါနဲ့အရင်ဦးလေးတို့အကိုတို့ဦးလေးဦးကလည်းအချင်းဝန်လာပါတော့အဲ့တို့ကိုယ်တိုင်လိုက်ပြီးတော့အပ်ပြီးအပ်ပြီးပြီးတော့အမှတင်တန်းတက်တက်ပြီးမှပဲ။ဟောဆရာဦးသိန်းရင်စီဟောကျွန်တော်ကပြေးပြန်ကျွန်တော်ဆရာဦးသိန်းစီဟိုလက်ဦးဆရာကတော့ဆရာဦးဖမောင်ဘုံចောင်းဆရာဘုံနော်။ဟုတ်ကဲ့။သူကအခြေခံနေတင်ပေးပြီးတော့နောက်ဆုံးကြမှာကျွန်တော်အင်းစိန်ပိန်နေကုန်။ ရက်ွက်ထဲကတက်တဆချင်းယုံကိုပို့ပြီးမှဒါမင်းသာစဖြတ်တာအချင်းစခတ်လိုက်တာအချင်းစခတ်လိုက်တာ2000 2009ကြော်ကြော်လောက်အသင်2010 2011မှာအဲ့ရုံပွဲလေးတွေရုံဝင်ပွဲလေးတွေလိုက်ပြီးတော့ဆရာတိုက်ခတ်ကနေလေဟုတ်ကဲ့လက်ခံနဲ့ခိုင်ခိုင်နဲ့သူ့အောင်နာမည်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အဖွဲ့ရှိတယ်ဟုတ်ကဲ့ကျွန်တော်ငယ်တော့မြောက်ချောက်ကောင်ဖွဲ့ဆိုရှိဟုတ်ကဲ့မြောက်ချောက်ကောင်ဖွဲ့ရှိရောဆရာမြောက်ချောက်ဖွဲ့လာဖိတ်ပြီဆိုလို့ရင်ခတ်ခိုင်ခိုင်မြောက်ချောက်ကောင်ကနေပြီးတော့နာမည်ရရင်ရရင်နဲ့ ဖြည်းဖြည်းနဲ့ဒါပုံခွဲထွက်ပြီးတော့အဲ့လိုခတ်တာခတ်တာပေါ့နော်ဟုတ်တင်းစီးလုံးမှုလည်းပါတာပေါ့ကွယ်ဆက်မှာဟိုအများနဲ့တော့မနိုင်နိုင်ဘူးပေါ့ကျွန်တော်တို့ရှုံးတဲ့ပွဲတွေရှိတယ်ရှုံးတဲ့ပွဲတွေရှိတယ်နိုင်တဲ့ပွဲတွေရှိတယ်အဒီနေ့ခရိုင်ပွဲဆိုရင်ပထမရတယ်ဒါဟိုမျိုးသားတိုင်းနေပြည်နယ်ကျွန်တော်တို့ဆိုလည်းပထမရတာပဲဒါတော့ဟိုပြည်စင်မှုကောင်းကောင်းလုပ်မယ်ဆိုတော့ရနိုင်တယ်ဟိုစုရတော့ပရမစုလည်းရှိသလိုဒုတိယစုကိုတတိယစုကိုရောနေရတာရှိတယ်အများဆုံးကတော့ပထမစုနဲ့နဲ့များတယ် တယောက်တည်းတော့မကောင်းနိုင်ဘူးလေသူတို့ scoring ပေးมาเนี่ยဟိုကလည်းလှုပ်လို့ရတဲ့အရာတွေဆိုတော့ဟိုဟာလေးကြောက်လို့ရှိရင်လည်းဟိုအတင်းကဟိုအဆင်မပြေရလည်းရှိအဲ့လိုမျိုးကျွန်တော်ဝိုင်းတရက်နေတဲ့အချိန်မျိုးဆိုရင်ပြန်ဝဲခတ်လို့ရှိရင်အချင်းချင်းရဲ့အထာတွေမသိဘူးစက်မှာဘလောက်ပဲပြင်မှာရင်းရင်းဒီဝိုင်းလေးရောက်အောင်ခတ်တဲ့ပုံစံကအာသူဘာကြိုက်လဲကိုမသိဘူးကိုဘာကြိုက်လဲသူမသိဘူးအဲ့ဒါမျိုးအချိန်တစ်ခုကပေးဖို့ပေးရတယ်တက်မှာကျွန်တော်ဘယ်ပြန်ဝဲဖြစ်အနည်းဆုံးတော့ လေးဘက်နဲ့၅ဘက်လောက်ပေးမှလည်းအဆင်ပြေမှာပေါ့နော်အဲ့လောက်ပေးမှလည်းအဆင်ပြေမှာဟိုကိုကောင်းနေဆိုတာလေဟိုတငယ်ချင်းတွေဘေးနာခပ်ပေါ်ခပ်ပတ်တွေကစပိုးတင်ပေးလို့ကိုကလည်းကောင်းတာပေါ့ဆိုတော့သူတို့ကောင်းနေဆိုတာလေကိုကလည်းစပိုးတင်ပြန်ပေးတယ်ပြန်ပြီးတော့ပံ့ပိုးပေးတာအဲဒီလိုမျိုးတွေအသွားပြန်ရှိလို့ပဲဟိုအဆင်ပြေတာပေါ့အောင်မြင်မှုတွေရသူကတော့ကျွန်တော်2019 2019ကျွန်တော်မလေးရှားစီးကိန်းမလေးရှားစီးကိန်းတော့ဟောဖြစ်တယ်ကျွန်တော်တို့ဒါရွှေနှစ်ခု အဲရွှေနှစ်ခုရတယ်ကျွန်တော်တို့အတော့ကန့်ဝင်ရတယ်လူရေးဘက်သွားရတယ်ကျွန်တော်တို့သွားတော့အဆင်အဆင်ပေါ့နော်ကျွန်တော်ခရိုင်ခရိုင်ဟိုခရိုင်မြို့နယ်ပွဲခတ်မယ်ပြီးရင်တနက်ပြည်နယ်ခတ်ပြီးရင်လေးစင်ရွေးခတ်အဲအဲ့လိုမျိုးသွားရတာပေါ့နော်တရတခါ physical test စစ်တယ်ကျွန်တော်တို့တော့ skill test စစ်တယ်ကျွန်တော်တို့အဲ့လိုစစ်ပြီးမှကောင်းတဲ့လူပဲသူစကားတင်ရွေးချယ်လိုက်တာအဲ့ကြမှာကျွန်တော်တို့ကကမ်းမရှိရောက်နီးရောက်ရှုစနေရောက်နေအဲ့လိုမျိုးဆက်ရောက်သွားပြန်မှဒါကျွန်တော်တို့ဟိုပါပေါ့အဲ့တော့စက်ကောင် မလေးရှားစီးကိမ်းမှာရွှေနှစ်ခုရတာရွှေနှစ်ခုရပါနော်ဟုတ်နောက်ထပ်ကကျွန်တော်တို့2024 2023ကုန်ပေါ့2024ဝင်တဲ့အချိန်ဟိုဟို2024လေးပြောရမှာပေါ့နော်ကျွန်တော်တို့ဒါဟိုဆိုလို့ရှိရင်ကျွန်တော်တို့မွေးနှစ်ခုရယ်ရွှေတစ်ခုရယ် event ကမ္ဘောဒီးယားအဲကမ္ဘောဒီးယားမှာကမ္ဘောဒီးယားစီးကိမ်းမှာမွေးနှစ်ခုရွှေတစ်ခုအဲ့လိုအဲ့လိုပဲထုံးလေးကောင်းမယ်ကျွန်တော်တို့လူကြီးပဲသွားဒီတိုင်းမင်းသာခတ်ငါတို့မင်းကိုယူရတယ်ဆိုတော့သဘောတရားမဟုတ်ဘူးဘယ်လောက်ပဲ ကောင်းနေပါသေးတယ်မှာဟိုသွားရွေးရတယ်ကိုကိုတိုင်းလဲကျင့်ရတယ်ပြင်ဆင်ရရှိအဲ့ဒါမို့အဲ့ဒါအဲ့လိုမျိုးသွားပြီးမှနောက်ဆုံးမှသူတို့ကစဉ်းစားထုတ်ပြီးဘသူဘသူပါတယ်အာလာပြီးတော့ကန့်ဝင်ပြီးပါဆိုပြီးတော့အဲ့လိုမျိုးသွားပြီးမှမွေးနှစ်ခုရယ်ရွှေတစ်ခုရယ်စူပေါင်းတော့ရွှေသုံးခုမွေးနှစ်ခုပေါ့ရွှေသုံးခုတပင်းအရာတွေကတော့သူတို့တူအောင်ဟိုတပင်းဟိုကပြည်ရင်းပွဲတွေပေါ့ပြည်ရင်းပွဲတွေပေါ့အာရှဂိန်းတွေလည်းရှိတယ်အာရှဂိန်းတော့စုတွေလည်းရှိအာရှဂိန်းတော့ကတော့ အဲ့တော့ဘရာဇီးအောင်ပါသေးတယ်အဲ့တော့ဘရာဇီးတို့အိန္ဒိယတို့ကျွန်တော်အဲ့တော့2020ဟို2014 2014တုန်းကကျွန်တော်ကဟိုလူငယ်လူငယ်သေးနဲ့ပါတာကျွန်တော်ကလူငယ်လေးစဉ်သေးနဲ့စပါတာအဲ့တော့နေပြောင်းမှာပဲနေပြောင်းဘီယုံမှာတော့နေဘီယုံလားစီတောင်းဒီအဲ့တော့အဲ့တော့ဒီဟာလေးတောင်း2014မှာအဲ့လားလေးရဟိုအဲ့ဝက်အာရှာဝက်ခပ်ခပ်ယူမှာကျွန်တော်အကြီးတန်းလူရွေးစဉ်ပါတာဟိုကကြတော့ဟိုဟိုမှာ အဲဒါကမလေးရှားဟာမလေးရှားပါဒါကမလေးရှားရှေးရတယ်ဟာရွှေနှစ်ခုရတယ်ဟာလေဟုတ်ကဲ့ဒါမလေးရှားအဒါတော့တငယ်ချင်းနဲ့ဆိုင်တော့ဟာတငယ်ချင်းနဲ့တော့ဒါ920 920နှစ်ရှေးကဒါကျွန်တော်တို့6ပေါတန်းဟုတ်ကဲ့အဲကျွန်တော်တို့ဒါပရမတ်ပရမတ်စုပေါ့နော်တကယ်ချင်းနဲ့စုပြန်ရဒါကလပ်ပွဲပေါ့ကလပ်ပွဲအဲ့လိုတန်းပေါ့ဒီကမ္ဘာကိုအမတ်ရဆိုစုတဲ့စိတ်ဆိုမှာဖြစ်ပြီရှားတယ်ပွဲကတပွဲပဲခတ်ရတာအဲ့ဒီပွဲကျွန်တော်ကျွန်တော်ခုနကပြောတယ်2014လေ2014ဒီ2014ဟာရ ဒီမြန်မာတွေ့อ๋อဒီမြန်မာဒါဆိုရေอ๋ဒီဟာအရှင်ချင်းဟုတ်တယ်ဟုတ်အရှမှာတွေ့နှစ်ပွဲလောက်ကူကျွန်တော်တပွဲပါပထမဆုံးပွဲပါတာပေါ့နော်อ๋ဒီကောင်းကလေဟုတ်ကဲ့ကျွန်တော်ဘာဘာမှတ်တရဖြစ်တယ်ဆိုတော့အိန္ဒိယကိုလည်းပါတယ်ဘရာဇီးလည်းပါတယ်ကျွန်တော်အဲ့လိုဒီပါတယ်ဟောတော့မှာဂျပန်ပါတယ်ဟုတ်အဲ့အပွဲတော့အဲ့ဘောကကစားဘူးလေအဲ့တပွဲတော့အမှတ်တရဖြစ်တယ်ဟုတ်ထိုင်းပါတယ်လာအိုကမ်ဘောဒီးယားမလေးရှားအင်ဒိုဟုတ်အဲ့ ဝဲရှိသေးတာအေးချဲမရှိတော့ဘူးအဲ့ပွဲရရှားတယ်ပြီးတော့ရှစ်ပေါက်တန်းတစ်ပွဲရှိတယ်အဲ့ပွဲရရှားတယ်ဒီကောင်ဒီကောင်လည်းအမှတ်ရရှိတယ်ဒီကောင်ဟုတ်ရှစ်ပေါက်တန်းရှစ်ပေါက်တန်းပြိုင်ပွဲမှာရှားတယ်သူကဟုတ်ကဲ့ဒီကောင်လေးလက်ပြအပြိုင်ပြိုင်ပွဲမှာဒီကောင်ရှားတယ်ဟုတ်ဒီကောင်လေဟို6ပေါက်အများဆုံးလောက်တာ6ပေါက်4ပေါက်10ပေါက်လောက်တာများတယ်ဟုတ်ကဲ့အဒီကောင်ကျတော့ရှစ်ပေါက်တန်းရှစ်ပေါက်တန်းဆိုတော့အခုအခုကျွန်တော်ခတ်တဲ့နှစ်ပါလေဒီတပွဲပဲရှစ်ပေါက်ခတ်ဘူးကွာ ကျွန်တော်10ပေါက်10ပေါက်နှစ်ပွဲခတ်ဘူးတယ်ပြီးတော့10ပေါက်တစ်ပွဲ6ပေါက်လေးအများကြီးပဲဆုံးပဲလောလောလေလောလောလေလောလောလေရတာတော့ဒီကောင်ပေါ့ဟုတ်ကဲ့ဘူရာလာပေါ့ဟမ်ဒီကောင်ရတယ်ဒီကောင်ဒီကောင်ရွှေရောရွှေရတယ်ဟုတ်ကဲ့ဘူရာခဏ9ယူကျင်သေးတယ်ကိုကအမှတ်တရဆိုတံမိုးထားစားဒါပဲရှိရတယ်အဲ့မှာဟုတ်ကဲ့ဒါလေးပဲရှိရတော့ဟိုရားတဲ့လောက်ယူသွားကျင်တယ်ကျွန်တော်ခဏ9တရပေါ့ဗျာဟိုဟုတ်ကဲ့40လည်းဖြစ်နိုင်တယ်ပေါ့ လေး40ကျော်50တဲ့50ကျော်လည်းဖြစ်နိုင်တာဟုတ်ကဲ့ဟိုကန့်ခန့်နိုင်သလားပေါ့ဒီမှာအဲသူတို့ကလည်းဟိုအသက်ကန့်တန်တာရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့ဟိုပါဆိုလို့ရှိရင်30 30ထပ်သူများတော့30ထပ်သူများတော့စီကင်းစီကင်းဆိုလို့ရှိရင်30ထပ်သူများတော့စီကင်းကတမတာတော့မဟုတ်ဘူးအဲ့ကျွန်တော်တို့အဖွဲ့ချုပ်တွေကအသက်အသက်အသက်ကန့်တန်တာကစားတဲ့ကစားတဲ့အားပေါ့ကစားမှမရှိမှသူတို့အသက်ကန့်တာရှိတယ်တို့ကြီးကျွန်တော်10ပေါင်းမရသေးဘူး10ပေါင်းတန်းလူကျင်သေးတယ် ဆယ်ပေါက်တန်းကကျွန်တော်တတိယပဲရဘူးတယ်ဆယ်ပေါက်တန်းတတိယပဲရဘူးတယ်အများဆုံးရတော့6ပေါက်တင်များ6ပေါက်တန်း8ပေါက်တန်း4ပေါက်တန်းများတယ်ထိုင်းစီကင်းလေးဖြစ်ရင်တော့ကစားကျင်တယ်အဲ့တပွဲတော့ကစားကျင်သေးတယ်ဟုတ်ကဲ့ကစားနိုင်ပြီမဟုတ်တော့ဘာကွာလဲဆိုတော့ပုံကောင်ကြတော့ဟိုစိတ်လုကိုလို့ခတ်လို့ရတယ်သိမှာဟိုအပြင်ဖျားပွဲတွေကြတော့စိတ်လုကိုလို့ခတ်လို့ရလေပြိုင်ပွဲကြတော့ဟိုစကေးနဲ့ခတ်ရတော့ဟိုအတိတ်အတိန်ဆောင်မခံဘူးသိမှာအတိန်ဆောင်မခံဘူးသူကချင်းညောပြစနစ်ဆိုတော့သူက ဟိုနံပါတ်1တည်လို့ရှိရင်နံပါတ်2ခက်လိုက်လို့ပြက်သွားပြီဆိုလို့ရှိရင် तू ကလောက်ချေဝင်တင်ပြီးတော့ခက်လို့မရတော့ခက်လို့မရတော့ तू ဒဗရိတ်လိုချင်တာ तू ကအာတယောက်ခက်လို့ရှိရင်လည်းတယောက်ပဲဒဗရိတ်ရှားမှချေဝင်ခံခွင့်မရှိဘူးအဲ့လိုမျိုးဟိုဒဗရိတ်ဆိုတော့စကေးရပို့ပြီးလိုရတာပေါ့စကေးရကျွမ်းကျင်မှုကပို့လိုရလေတင်းဝက်ပို့အင်းတင်းဝက်ပို့လိုရတင်းဝက်လည်းလိုရတယ်ပြီးတော့ကျွန်တော်တို့တူးချင်းဆွမ်းရင်လည်းလိုရတယ်တူးချင်းဆွမ်းရင်ရှိမှဟိုပြန်ဝဲခါရတာအဆင်ပြေရအောင်ဟိုကျွန်တော်တို့ကပြည့်စုံနေပြောတာမဟုတ်ကျွန်တော်တို့လည်း အမြဲတမ်းကျွန်တော်ကိုယ့်ကိုခံယူရရှိတယ်အမင်းတနေ့ကိုယ့်ကိုပြည်စုံသွားတဲ့နေရာကြာရှုံးနေနေပဲအမြဲတမ်းဒါတစ်ချောင်းလုံးတွေးနေရထက်နေရအဲ့ဒါမှလည်းအဆင်ပြေမှာဟိုရင်လေလုံနေတော့မဲဟိုရင်လေဘလောက်ပြန်ပြန်ထွေနေရတော့အပြစ်မခံအောင်အမြဲတမ်း train နေပွဲမှာခံမဲ့အရာလေးစေကူးနဲ့နည်းနည်းလေးအုံနောက်နည်းနည်းစဉ်းစားပြီးမှကိုလိုအပ်တာလေးပြန်ဖြည့်ရပါတော့ဟိုပြည်စုံနေတော့မဟုတ်ဘူးကျွန်တော်လည်းဟိုဖြည့်နေရတော့မဲ ဘယ်တော့မှပြည်မှာချင်းချင်းပေါက်တရားဘယ်တော့မှပြည်သွားတာမရှိဘူးထဲရင်ထဲတော့ရတယ်အဲ့ဒါမျိုးအမြဲတမ်းကျင့်နေရတယ်ရင်တော့တော့ရင်တော့တော့လုံနိုင်တယ်ရင်တော့တော့၈နာရီလောက်ထွေနီကောင်းကောင်းစင်းနေတယ်တနေ့၈နာရီ၈နာရီထမင်းစားရင်စိန်နာဟုတ်ဟုတ်အဲ့မနက်မနက်ဆိုရင်၆နာရီလောက်ထမနက်စားစားစားပြီးရတယ်တမင်းချင်းနဲ့ချင်းအောင်သွားဘယ်မှာစလဲဆိုကျွန်တော်တို့ဥစ္စာတော့တိတ်မကြွမ်းကျင်ဘူးလေ။အာတိတ်ဝါနာဘာဘာဘာကြီးလည်းမသိဘူးလို့။နောက်ပါကြတော့ ဆရာချင်းမောက်တွေသင်းသင်းနဲ့ပိုးဝင်လာတာပေါ့တဲ့မခန့်ရမနေနိုင်တော့အချင်းလောင်းတဲ့မှာအဲ့လိုဖြစ်တာ15လောက်မှာစားတယ်15လောက်ပဲ15 15နဲ့မှာစားဟုတ်ကဲ့15 16 16ဟုတ်ကဲ့အဲ့လောက်မှာစားလို့ဖြစ်တာအော်အဲ့20ကျော်ကြီးနောက်ပိုင်းကဟိုပြန်ပွဲနဲ့ကျွန်တော်တို့ဟိုအာရှဂိမ်းနဲ့ဘာနဲ့ကျွန်တော်တို့တွားလာတာလည်းနဲ့အဲ့လိုရောပြီးတော့တိတ်မလုံနိုင်တော့နောက်ပိုင်းကျွန်တော်တို့ပြန်ပွဲတွေခတ်တယ်ဟိုအလှကထွေးနေပြီးဆင်းတယ် ့ပြိုင်ပွဲထွင်နေသွားရတယ်အလက်ကနေဆင်းရတယ်တနေ့ဘယ်လောက်လုပ်ပြည့်လဲ3နိုင်4နိုင်ပုံမှန်အခုလုပ်ပြတာကတော့ဘွားလုပ်ပြည့်3နိုင်ပတ်ချာရောလုပ်ပြည့်ပတ်ချာ3နိုင်3နိုင်ခွဲလောက်ဘာပြတ်မကွက်တော့ဘာပြတ်မကွက်ပဲလေ့ကျင့်မှုရှိမှလည်းရမှာပေါ့ဆိုတော့ဒိုင်းချိုင်နေတော့မရဘူးလို့ဟိုကြော်သွားမှာတော့ရက်နေတဲ့ကမောင်းနေတဲ့ကကြော်သွားမှာပေါ့အဲ့လိုမျိုးပေါ့ကိုကိုရန်ကုန်တိုင်းတွေ့လေပို့ပြီးအားထားလို့တယောက်ဖြစ်ချင်တယ်တဲ့မှာအဲ့လိုမျိုးပေါ့အဲ့ဒါမျိုးလည်းအမြဲတမ်း လေးကျင်နေရတာအဲ့မှာကျွန်တော်တို့နှစ်မျိုးကျင်ရတာပေါ့ဗျာဖဏန်းနဲ့တစ်ခါကျင်ရတယ်ကျွန်တော်တို့အပြင်ပွဲတွေခတ်ဖို့အတွက်ခြေပြောင်တစ်ခါကျင်ရအဲ့လိုမျိုးနှစ်ခါကျင်ရတယ်ကျွန်တော်ဆိုလို့ရှိရင်2000ဟိုဘလောက်ခတ်တာဆိုတော့ကျွန်တော်ဂျာယူက16နှစ်လောက်16နှစ်ကျော်15နှစ်ဖြစ်နေပြီကျွန်တော်ချင်းခတ်တာ2010ဆိုတော့15နှစ်ရှိပါသေးတယ်ချင်းခတ်15နှစ်ရှိပါသေးတယ်လက်ကလည်းကျင်းလို့ပြိုင်မောက်ခက်လည်းများများလောက်ပါလို့ပြောချင်တယ်လူငယ်တွေကိုလေဟုတ်ကဲ့ကိုကူလည်းဘယ်တော့မှပြည့်စုံနေလို့မတတ်မှန်နဲ့လို့ ကိုကိုအမြဲတမ်းပြည်သူလားတတ်မှတ်လို့ရှိရင်ကြာရှုံးတယ်ကိုကိုအာဘယ်တော့မှငါအပြည့်သေးပါအပြည့်သေးပါလားဖြည့်ရင်ဖြည့်ရင်သူ့အောင်ကိုပုံပြီးတော့ကောင်းလာမှာလို့လူငယ်တွေပြောချင်ပါတယ်အာပြည်သက်တွေအားလုံးကျေးဇူးတင်ပါတယ်လို့နော်အကုန်လုံးဟိုချင်းညီကိုတွေအားလုံးရောပြန်ပြည်သက်တွေရောအားလုံးကိုကျေးဇူးတင်ပါဒီထဲမှာကပုံပြီးတော့စူးစိတ်တွေရအောင်ပုံပြီးတော့ချွန်တော်ကတိုးတက်အောင် ပုံပြီးတော့လှုပ်သားဖို့ရှိပါတယ်လို့ပြောရင်းနဲ့ကျေးဇူးတင်ပါတယ်